ဒမ်ဘလာဖိုင်နယ်မှာတော့အထာမထားပဲနဲ့ငါးကြီးရှင်ဘွဲ့ဒီပါပေးခဲ့တဲ့တောသားချက်ပေါ့အလုံးမင်္ဂလာပါဒီနေ့ကတော့ဘလုံးလောကမှာဒရမ်မာဆန်းဆန်းနေဖြစ်သွားခဲ့ပြီးတော့ဖလားနဲ့ကမ္ဘာဆက်တဲ့အသင်းတွေကစူပလာတွေကိုတင်ကျုံယူနေကြတာဖြစ်ပါတယ်ကျွန်မဤလိုလိုအသင်းကပါဖလားယူပြသွားပြီးတဲ့နောက်မှာတော့ဒီနေ့ကဘူကောင်နေရဲ့နှစ်ဆိုတာပေါ်လွင်လာခဲ့ပါတယ်ပြီးခဲ့တဲ့ဒမ်ဘလာဖိုင်နယ်မှာလည်းတောသားချက်ပေါက်တို့ကဝထပ်ပြီးတော့ဘိုးဆွဲသွားခဲ့ပြန်ပါပြီဒမ်ဘလာဖိုင်နယ်ဆိုပေမဲ့ပွဲကလုပ်ပွဲကြီးဖြစ်နေခဲ့ပြီးတော့တောသားတို့ကဝိုင်းလုတဲ့ပွဲကြီးဖြစ်ပါတယ် ဒမ်ဘလာဖိုင်နယ်ကြီးမှာတော့တောသားတို့အထာမထားခဲ့ပေနဲ့ငါးဖြစ်ရှင်ပွဲတွေပါပြပြခဲ့တာပါဒီနေ့မှာတော့ PSG အသင်းနဲ့ Inter အသင်းတို့ရှင်ပြိုင်ခဲ့ကြတဲ့ဒမ်ဘလာဖိုင်နယ်ပွဲစဉ်လေးကိုတင်ဆက်ပေးခြင်းပါတယ်အသင်းစလုံးကရှော့တက်ထားလို့မရတဲ့အသင်းတွေမဟုတ်ပေနဲ့တကယ်ဆရာကြီးကိုမှရွေးဖြုတ်ပြီးတော့ဖိုင်နယ်တက်လာကြတာဖြစ်ပါတယ်တော်သားတို့ဆိုရင်စင်မြန်ကြီးနဲ့ပဲကိုအသင်းတို့လိုအင်္ဂလန်ရဲ့ချမ်ပေဆိုတဲ့အသင်းတွေကိုဖြုတ်လာခဲ့ပြီးတော့အင်တာအသင်းကလည်းကလေးဘုံနဲ့ဂုံကြီးတို့လိုဥရောပရဲ့ဆရာကြီးတွေကိုဖြုတ်လာခဲ့တာပါ ဒါကြောင့်ဒီနေ့သင်ရဲ့တွေ့ဆုံမှုကိုပရိသတ်တွေကလည်းစိတ်ဝင်စားနဲ့စောင့်ကြည့်ကြပါဗျာ။တောသားတို့ကတော့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့ပုံမှန်လူစင်းနဲ့ပဲပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်မှာလည်းဒမ်ဘီလီဒိုယီနဲ့ကာဗရက်စကလီယာတို့ပွဲထွက်လာခဲ့ပါဗျာ။အင်တာဗမာလည်းခန်းစစ်ပိုင်းမှာပါဖက်ပြန်လဲပေါင်းလာခဲ့ပြီးတော့ကျွန်တော်ကတော့ပုံမှန်လူစင်းပဲလို့ပြောလို့ရပါတယ်။ဒီပွဲကတော့အင်တာအသွင်းလည်းလုံးဝကြောင်ပြောက်နေခဲ့ရပြီးတော့သူတို့ရဲ့တယ်နေကြကစားကွက်တောင်တယ်လို့မရတော့ပါဘူး။ ပုံမှန်ဆိုရင်စန္ဒဘက်ဒီပါရှစ်တက်ပြီးကစားတက်တဲ့အင်တာသင်းရဲ့ကစားကွက်ကတော်သားတို့ရဲ့မျက်နှုံနဲ့တူးချင်းကြော်ဖြတ်မှုတွေကြောင့်အင်တာသင်းလဲသူတို့ရဲ့ပုံစံမှာပျောက်သွားခဲ့ရပါတယ်။အစောပိုင်းမှာကစားကွက်တင်မရတဲ့အင်တာကစောစီပဲဥဆောင်မှုပေးလိုက်ရတာကြောင့်ပုံစံလဲပုံပြတ်သွားခဲ့ရပါတယ်။အပွင့်ကိုတော့ဒိုရီရဲ့ဖန်တီးပေးမှုကနေဟာကီမီကတင်ယူသွားခဲ့ပါတယ်။တိမကြခင်မှာပဲဒိုရီကသူကိုယ်တိုင်နောက်တကိုးတင်ယူခဲ့ပြီးတော့တူးစီပါဖြတ်သွားခဲ့ပါတယ်။ ဒီပွဲတစ်ပွဲလုံးဟာတော်သားလို့ခြေတော်သားလို့လည်းပဲဖြစ်နေခဲ့ပြီးတော့ဒုတိယဘက်မှာလည်းဒိုရီကပရက်စကယ်လီယာနဲ့မာယူလူတို့၃ယောက်ကနောက်ထပ်ဂိုးတွေသွင်းယူခဲ့ကြပါတယ်တော်သားတို့ကဖိုင်နယ်ပွဲမှာတော့အထာမထားခဲ့ပဲနဲ့ပြီးကနေအထီကိုဂိုးတွေသွင်းနေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အင်တာကိုမကျင်လာခဲ့တဲ့တော်သားတို့ဟာငါးရွှေရှင်ပွဲပါပြီးရင်လည်းဒမ်ဘလာကြီးကိုဆက်တိုက်နိုင်နိုင်အသိမ့်ပိုက်သွားခဲ့ပါပြီ။တော်သားတို့ပါဒမ်ဘလာကန်မြောက်သွားခဲ့လို့ဒီနှစ်ကဘောလုံးပြိုင်ပွဲတွေအတွက်မြုံချင်းစရာနှစ်တနည်းလုံလောက်ပြောလို့ရပါတယ်။ ံပလာကိုင်ငင်လို့ဟာလဝါတို့စီပြောင်းရွှေ့သွားတယ်လိမ့်နေကြလေးအတွက်ကတော့နာကျင်စရာတွေဖြစ်သွားခဲ့ပါပြီဆုံးနေကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်